ကိုင်းတိုင်းဖောင်းမြေမျိုးပေါ်ကစောစုကိုတော်လိုင်းအင်အားစုတွေကပိတ်ဆို့ထားပြီးချင်းတွင်းမြေကြောင်းအတိုင်းရိခါပို့ဆောင်မှုကိုပါဖြတ်တောက်ထားတဲ့အတွက်မိုးရင်းကာလအ мян ရင်ရင်တွေတောလာမရပဲကုန်စည်စစ်စစ်အခက်ကြုံနေရတယ်လို့အ мян ရင်ရင်မောင်းသူတချို့ကပြောပါတယ်။မိုးရသည့်ကာလမတိုင်မီကချင်းတွင်းမြေထပ်ပိုင်းကိုမုံရွာကနေတောလာကူတန်းလို့ရတဲ့ကုန်စည်စစ်စစ်မှုလမ်းကြောင်းသုံးခုရှိပါတယ်။မိုးရင်းကာလမှာတော့ချင်းတွင်းမြေကြောင်းလမ်းတစ်ခုသာကုန်စည်တည်ဆောင်ရေးအတွက်အသုံးပြုနိုင်တော့တာလည်းဖြစ်ပါတယ်။ မိုးရင်ကာလာမဟုတ်ပါကမုံရွာကနေမုံရွာရာကြီးကလေးဝကုံလန်းမုံရွာရေဦးတစဲမဟာမြိုင်ကုံလန်းနဲ့ချင်းနှင်းမြကြောင်အတိုင်းသွားတဲ့ရေလန်းကျောင်းတွေရှိပေမဲ့မိုးရင်မှာတော့ကုံလန်းကျောင်းတွေသာအတုံးပြူသွားလာမရပဲဖြစ်နေရပါတော်လိုင်းအင်အားစုတွေကဖောင်းမြင်မျိုးအောက်ဘက်မှာရှိတဲ့ချင်းနှင်းမြကျောင်းကနေအမြန်ရင်နေသွားလာခွင့်ကိုအခုနှစ်ဇန်နဝါရီလတရက်ကနေစတင်ပိတ်ထားတာဖြစ်တယ်လို့ဒေသခံသတင်းမြစ်တွေနဲ့အမြန်ရင်မောင်းသူတွေကပြောပါတယ် ဟောင်းမြေမျိုးပေါ်မှာတခုတည်းကြန့်ရှိနေတဲ့စုံစုတက်ဖွဲ့ကိုတော်လိုင်းအင်အားစုတွေကပိတ်ဆို့ထားသလိုချင်းရင်းမြေကြောင်အတိုင်းရိခါပို့ဆောင်မှုတွေကိုလည်းဖျောက်တောက်ထားနိုင်ဖို့အခုလိုအ мян ရင်ရင်သွာလာမှုကိုကန့်သက်ပိတ်ပင်ထားတာဖြစ်တယ်လို့ဒေသခံသတင်းမြစ်တချို့ကဆိုပါတယ်